ာဆင်နယ်အသင်းကအဲဒူထွက်ခွာသွားလို့လစ်လက်သွားတဲ့အာကစားဒါရိုက်တာနေရာအတွက်အတလတီကိုမက်ထရစ်မှာ7နှစ်ကြာအောင်လှုပ်လှုပ်ခဲ့တဲ့အန်ဒရီယာဘာတာကိုခန့်တော့ပြီဆိုဒီအန်ဒရီယာဘာတာကပြောရမယ်ဆိုလို့ရှိရင်အတလတီကိုမက်ထရစ်မှာ sporting achievement အနေနဲ့အများကြီးရရှိခဲ့တယ်အတလတီကိုမက်ထရစ်အသင်းကိုနှစ်စဉ်နှစ်တိုင်းမှာဆိုလို့ရှိရင်ဒီ title challenger နေရာမှာပဲရပ်တည်နိုင်အောင်လုပ်နိုင်ခဲ့တယ်လို့ကျွန်တော်တို့ European မှာဆိုလို့ရှိရင်လည်းတကယ်အကောင်းဆုံး competitive နေရာကိုရအောင်လုပ်နိုင်ခဲ့တယ်အဲ့ဒါအပြင်ကို Atletico Madrid မှာ financial statement အရဘာမှ fail ဖြစ်တာမရှိအောင်လို့ကို handle လုပ်နိုင်ခဲ့တယ်သူလက်ထက်မှာသလို့ရှိရင် Atletico Madrid က ကိုပါဒရီတစ်ချိန်လာလီဂါနှစ်ချိန်ပြီးတော့လို့ရှင်စူပါကိုပါတစ်ချိန်ယူရိုပါလိတစ်ချိန်နဲ့ UEFA စူပါကပ်တစ်ချိန်ရရှိခဲ့တယ်ဆိုတော့တော်တော်လေးအောင်မြင်ခံနာခဲ့လို့ပြောရလိမ့်မယ်သူ့လက်ထက်မှာအတလတီကိုမက်ထရစ်ကအားလုံးပေါင်း transfer fee နေနဲ့828တန်းအထိကိုအသုံးပြုခဲ့ပြီးတော့မှ transfer signing ကအားလုံးပေါင်း52ခုတောင်ရှိတယ်ဆိုတော့ကစားသမားခေါ်ယူမှုတွေမှာဆိုလို့ရှင်လည်းတကယ်နာမည်ကြီးတဲ့ကစားသမားခေါ်ယူမှုတွေရှိတယ်အာအန်တိုနီယိုဂရစ်မန်ကိုခေါ်ယူခဲ့တာမျိုးတားအပြင်ကိုကျွန်တော်တို့ကြောင်းချတဲ့အချိန်မှာဆိုလို့ရှင်လည်းအမျက်ဆုံးရခဲ့တာဒီကောပြီးတော့ရှင် ဲ့ Oblat လို့ကစားသမားမျိုးအဲ့ဒါအပြင်ကိုတခြားတော့ Diego Jota တို့ Konha တို့အဆရှိတဲ့ကစားသမားတွေအများကြီးပဲရှိတယ်ဆိုတော့ Arsenal အသင်းကိုရောက်လာတဲ့အချိန်မှာသူ့အနေနဲ့ဘာတွေလုပ်နိုင်မလဲအာဒီတာနဲ့ဘယ်လိုပေါင်းစပ်နိုင်မလဲသူ့ရဲ့ပြီးခဲ့တဲ့အတိတ်သမိုင်းကြောင်းတွေကဘာတွေရှိတယ်လဲအဆရှိတဲ့ကြောင်းတွေကဒီနေ့ဒီဗီဒီယိုမှာအဓိက discuss လုပ်မယ့်ကြောင်းတွေပဲဖြစ်ပါတယ်ဆိုတော့ Arsenal အသင်းရဲ့အားကစားတရိုင်းကအတစ်ကဘယ်လိုမျိုးလဲဒါအပြင်ကို Arsenal အသင်းမှာဘယ်လိုလုပ်အောင်မလဲအဆရှိတဲ့ကြောင်းတွေကိုကျွန်တော်တို့ရဲ့ intro လေးပြီးတော့လို့ရှိရင်စတင်ကြရအောင် အရီယာဘာဒါအကြောင်းကိုပြောမယ်ဆိုလို့ရှင်အသက်50နှစ်မှ3နှစ်ရှိပြီဒါအပြင်ကိုအက်တလက်တီကိုမက်ထရစ်မှာတကယ် long term service လုပ်လာခဲ့တဲ့သူဒီတွဲကြောင့်မလို့သူ့ရဲ့အက်တလက်တီကိုမက်ထရစ်ရဲ့လက်ရှိ shape ကိုကြည့်မယ်ဆိုလို့ရှင်ဒါကသူ့ရဲ့ခြေရာလက်ရာမကင်းဘူးလို့ပြောလို့ရတယ်အဲ့တော့ okay သူ့ရဲ့ခြေရာလက်ရာမကင်းတဲ့နေသားတကူမှာအက်တလက်တီကိုမက်ထရစ်ကိုသူဘယ်လိုရောက်လာတယ်လဲဆိုတဲ့အကြောင်းအရာကိုအရင်ဆုံးပြောရလိမ့်မယ်အက်တလက်ကိုမရောက်ခင်မှာဆိုလို့ရှင်သူ့အနေနဲ့အီတလီမှာဆိုလို့ရှင် sporting director အနေနဲ့အသင်း၃တင်းမှာလုပ်လုပ်ခဲ့တယ်ဒါပေမဲ့နာမည်ကြီးတာကတော့ဖားမားမှာလုပ်တယ်ပြီးတော့လို့ရှင် junior မှာလုပ်လုပ်တယ်သူ့အနေနဲ့အာ ဂျီနိုမှာဆိုလို့ရှိရင် transfer sign နဲ့အများကြီးကိုလုပ်ခဲ့တာအဲ transfer sign နဲ့မှာဆိုလို့ရှိရင် transfer sign နဲ့90ကျော်ကိုနှစ်3နှစ်အတွင်းမှာလုပ်လုပ်ခဲ့တာဆိုတော့တော်တော်လေး complex ဖြစ်တဲ့ transfer တွေဘာလဲဆိုတော့အငားခေါ်တာတွေရောင်းချတာတွေပြီးတော့လို့ရှိရင်ပြန်ဒီရောင်းချပြီးတော့မှ12လကြာတဲ့အချိန်မှာပြန်ဝယ်တာဒီအစားအသောက်တွေအများကြီးကိုလုပ်ခဲ့တာဆိုတော့သူ့အနေနဲ့ transfer တွေမှာဆိုရှင် complex ဖြစ်တဲ့ transfer တွေအများကြီးကိုလုပ်နိုင်ခဲ့တယ်ဒါအပြင်ကိုကျွန်တော်တို့ border အနေနဲ့ ူအနေနဲ့ဒီဂျီနိုမရှိနေစဉ်ကာလမှာဆိုလို့ရှိရင်တော်တော်များများကိုဟန်ဒယ်လုပ်နိုင်ခဲ့တယ်ပြောချင်တာကကစားသမားရောင်းဝယ်မှုဒါပြင်ကစားသမားတွေနဲ့စာချုပ်ချုပ်ဆိုမှုဒါတွေနဲ့ပတ်သက်ပြီးမှ experience အများကြီးရှိခဲ့လို့ပြောရလိမ့်မယ်အဲ့ဒီ experience တွေက Atletico Madrid ကိုရောက်လာတဲ့အချိန်မှာကောင်းကောင်းအတုံးချဖို့အတွက်လက်နက်ကောင်းဖြစ်လာခဲ့တယ်သူအနေနဲ့ Atletico Madrid ကိုရောက်လာတဲ့အချိန်မှာတော့ technical director အနေနဲ့ပဲရောက်လာခဲ့တာဒါပေမဲ့သူ့ရဲ့အဲ့ဒီရောက်လာတဲ့ကာလမှာဆိုရှင် transfer signing နဲ့အများကြီးလုပ်ခဲ့တယ်ဒီထဲမှာမှာနာမည်ကြီးတဲ့ transfer signing တွေရှိတယ်ကျွန်တော်တို့ Antonio Griezmann မန်းကိုဆိုလို့ရှိရင်တန်း30တင်းနဲ့ Real Sociedad ကနေ2014ခုနှစ်မှာခေါ်ယူနိုင်ခဲ့တယ်ဒါပေမဲ့ပြန်ရောင်းချတဲ့အချိန်မှာ Barcelona ကိုတန်း120လောက်နဲ့ရောင်းချနိုင်ခဲ့တယ်ဒါတင်မဲ့လားဆိုတော့မဟုတ် Rodri Manchester City မှာလက်ရှိကစားနေတဲ့ Rodri သူ့ကိုကျွန်တော်တို့ Villarreal C ကနေပြီးတော့မှတန်း20အပိုစုကြီး5တန်းနဲ့တူတူပဲခေါ်ယူနိုင်ခဲ့တာ ဒါပေမဲ့ပြန်လဲရောင်းချတဲ့ချိန်မှာတော့ Manchester City စီကို62.8တန်းနဲ့အတူတူပဲရောင်းချနိုင်ခဲ့တယ်။သူကာလာမှာဆိုလို့ရှိရင်ခေါ်ယူခဲ့တဲ့ကစားသမားတွေကတခြားပြန်ကြည့်မယ်ဆိုလို့ရှိရင်ကစားသမားအလုံးပေါင်း52ယောက်ခေါ်ခဲ့တယ်။ဒါပြင်ကို transfer fee တွေအလုံးပေါင်း820နဲ့မှ8တန်းထိကိုအသုံးပြုခဲ့တယ်။ဆိုတော့ခေါ်ယူခဲ့တဲ့ကစားသမားတွေထဲမှာဆိုလို့ရှိရင် field တာရှိတယ်။အောင်မြင်တာရှိတယ်။ အာဒါပေမဲ့အာကြာဆုံးခဲ့တဲ့ဟာတွေကိုပဲများသောအားဖြင့်ကလူတွေကလက်ညှိုးထိုးကြမှာပဲအဲ့တဲမှာမှထိတ်ဆုံးကလက်ညှိုးထိုးမှာကဘာလဲဆိုတော့ဂျောင်းဖီလစ်ဆိုတော့ခရစ်မတ်ကိုခေါ်ယူပြီးတဲ့အချိန်မှာတို့လို့ရှိရင်သူတို့အနေနဲ့ပတ်စံအများကြီးစီသွားပြီအဲ့စီသွားတဲ့အချိန်မှာတို့လို့ရှိရင်ဂျောင်းဖီလစ်ကိုချက်ချင်းတန်းပြီးတော့မှယူရို120နဲ့မှ6တန်းထိကောင်မှပေးပြီးတော့မှခေါ်ယူခဲ့တဲ့ဘန်ဖီကာကနေအဲ့ဒီအချိန်မှာတို့လို့ရှိရင်2000နဲ့မှ16ဆိုတဲ့ပမာဏကအဲ့ဒီအချိန်မှာတုန်းကဒီထက်ပိုပြီးတော့မှ impact ရှိတဲ့ experience ရှိတဲ့ကစားသမားတွေအများကြီးရှိနိုင်ခဲ့တယ်ဒါပေမဲ့လည်း ချောင်ဖီလစ်ကအတလက်ကိုရောက်လာခဲ့တယ်ဆိုတော့ချောင်ဖီလစ်နောက်ပိုင်းဘာဆက်ဖြစ်သွားသလဲဆိုတော့ကျွန်တော်တို့အားလုံးအတီးပဲ Chelsea ကိုအငှချတယ် Chelsea ကိုပြန်ရောင်းတယ်အခု Chelsea ကနေပြီးမှ AC Milan ကိုပြန်မြေမှာအငှချထားရတယ်ဆိုတော့ပြောချင်တာကသူ့ရဲ့ဒီအတလက်မှာ transfer transfer လုပ်ခဲ့တဲ့အကြောင်းအရာတွေကအောင်မြင်လာလဲရှိသလိုကြာဆုံးလာလဲရှိမှာပဲဒါကလူရဲလုတ်ချက်လာလို့ရှိရင်မှန်လာလဲရှိသလိုမှားတာရှိမှာဒါပေမဲ့ကျွန်တော်တို့သူ့ရဲ့ဒီအတလက်မှာအလုပ်လုပ်ခဲ့တဲ့ပုံစံကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်နီးပြနဲ့ကောင်းကောင်း communicate ကောင်းကောင်းလုပ်ပြီးတော့မှနီးပြနဲ့လက်တွဲ ညီခဲ့တယ်လို့ပြောရလိမ့်မယ်။ Devil Simuni ဆိုတာကသူ့လိုချင်တဲ့ကစားသမားကိုကောင်းကောင်းနားလေတဲ့နီးပြမျိုးသူ့ရဲ့ကစားကွက်မှာဘယ်လိုကစားသမားမျိုးလိုအပ်နေလဲဆိုတာကိုကောင်းကောင်းသိမြင်နိုင်တဲ့နီးပြမျိုးဖြစ်တယ်။ဒါကိုကျွန်တော်တို့ Julian Everest ကိုခေါ်ယူမှုနဲ့တင်ကိုတစ်ချက်မြင်နိုင်လိမ့်မယ်လို့ထင်တယ်။ Julian Everest ကိုတကယ်တမ်းလိုချင်ခဲ့တာက Devil Simuni ပဲ။သူ့အနေနဲ့ဒီရဲ့ transfer မှာလည်းအများကြီးပါဝင်ပတ်သက်ခဲ့တယ်။ Everest ကို90နဲ့မှ5တန်းထိပေးပြီးတော့မှ Simuni ကခေါ်ယူခဲ့တယ်။လက်ရှိနေထားမှာတော့မှ Everest ကကျွန်တော်တို့ Atletico Madrid အတွက် impact အများဆုံးထွက်နေတဲ့ သာသမားပဲဆိုတော့နီးပြလိုချင်တဲ့ကစားသမားကိုကောင်းကောင်းနားလေတယ်ဆိုပြီးကောင်းကောင်း negotiate လုပ်ပေးနိုင်မယ်ဆိုရဲအာကစားဒါရိုက်တာမျိုးဆိုတာကတော့တည်ကြတယ်ဒါအပြင်ကိုသူ့ရဲ့အာဒီအတလက်မှာအလုပ်လုပ်ခဲ့တဲ့ပုံစံတွေညာကြည့်မယ်ဆိုရင် long term strategy ဘက်ကိုပို့ပြီးတော့မှသွားတယ်လူငယ်ကစားသမားတွေကိုပို့ပြီးတော့မှသဘောကျတယ်ဒါအပြင်ကိုသူ့ရဲ့ဒီအာကစားသမားခေါ်ယူမှုတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်အဓိကသူကျင်လည်ခဲ့မှုတဲ့ Italy series ဒါအပြင်ကိုကျွန်တော်တို့ La Liga အတွင်းမှာရှိနေတဲ့ Spain တွေဒါတွေကိုအဓိကပဲ focus ထားပြီးတော့မှခေါ်လို့ရှိတယ်ပြီးသွားလို့ရှိရင်ဒီရန် ထဲလန်တွေကိုပို့ပြီးတော့မှအသာပေးနိုင်နေရှိတယ်။ဆိုတော့ဒါကသူ့ရဲ့အားသာချက်တွေ။ရန်ထဲလန်တွေကိုအသာပေးရဆိုရင်နေသားတကူမှာရန်ထဲလန်တွေကိုကောင်းကောင်းကောင်းလင်းလုပ်နိုင်တာလည်းပါဝင်တယ်။သူ့ရဲ့ negotiation skill ကတော့တော့ကြာလို့လိမ့်မယ်လို့မထင်ဘူး။အဲဂျီနိုမာကလေးကတကယ်လက်ဆွမ်းလက်စပြနိုင်ခဲ့တဲ့ကစားသမားအများကြီး signing နဲ့အများကြီးလုပ်နိုင်ခဲ့တဲ့သူ့အနေနဲ့အသက်လက်ကိုရောက်လာတဲ့အချိန်မှာဆိုလို့ရှိရင်လည်းလာစာကိစ္စတွေကအစ transfer fee တွေကအစုံအကုန်လုံးကိုမှသူ့အနေနဲ့လုပ်နိုင်ခဲ့တယ်ပဲပြောရလိမ့်မယ်။ဆိုတော့ Atletico Madrid မှာသူချမှတ်ခဲ့တဲ့သူ့ရဲ့ဟာတွေသူ့ရဲ့ဒီလှုပ်လှုပ်ခဲ့တဲ့ history က ိုပြန်ကြည့်မယ်ဆိုလို့ရှိရင်အာမန်နေဂျာနဲ့ကောင်းကောင်းလုပ်လုပ်နိုင်တယ်ဒုတိယချက် long term strategy နဲ့အတူတူပဲလုပ်လုပ်တယ်တတိယချက် yen thela နဲ့အများကြီးကိုရှာဖွေနိုင်တယ် scouting network ကကောင်းတယ်လို့ပြောရလိမ့်မယ်စတုတ္ထချက်အရေးကြီးဆုံးကဘာလဲဆိုတော့ squat balancing ကိုထိန်းနိုင်တဲ့အပြင်ကို clicket financial ကိုတည်ငြိမ်အောင်လုပ်နိုင်တာပဲ athletic metric အတင်းမှာသူရှိနေတဲ့ချိန်ကာလအတွင်းမှာ squat က balancing ကအချိန်တိုင်းညီးပါးမှာညနေအောင်လို့သူ့အနေနဲ့လုံနိုင်တယ်လို့ပြောရလိမ့်မယ်ဒါအပြင်ကို Atletico Madrid အတင်းမှာဒီ financial အရာပြဿနာတက်တပါတယ်ဆိုတာမျိုးကိုတိတ်ပြီးမှကျွန်တော်တို့မြင်ခဲ့ရတာမဟုတ်ဘူးဆိုတော့ဒါကသူ့အနေနဲ့ Atletico Madrid မှာသူ့ရဲ့အောင်မြင်ခဲ့တဲ့အကြောင်းများတယ်သူ့ရဲ့ဒီလုံနိုင် zwan ရှိခဲ့တဲ့အကြောင်းများတယ်ဒါပေမဲ့နောက်ွယ်မှာတော့ဒီထပ်ပို့ပြီးပြောကြရရှိနေသေးတယ်အဲ့ဒါကဘာလဲဆိုတော့ Atletico Madrid အတင်းရဲ့ CEO ဖြစ်တဲ့ Gail Marin က George Mendes နဲ့တကယ်တငယ်ချင်းရင်းဖြစ်တဲ့ဒါအပြင်ကို Barcelona ရဲ့ဩဂတာဖြစ်တဲ့ Laporta နဲ့လည်းတငယ်ချင်းဖြစ်တယ်။ဆိုတော့ Kimi Yuni ရဲ့ဆက်ဆံရေးမျိုးရှိတယ်။ဒီတွက်ကြောင့်မလို့ကျွန်တော်တို့ Atletico Madrid အသင်းကို Brother ရောက်လာတဲ့အချိန်မှာဆိုလို့ရှိရင်အဓိကတောင်းယူရတာက squad planning နဲ့ club ke scouting နဲ့ကြောက်လို့ရှိရင်ဒီ agent တွေနဲ့ကစားသမားရဲ့ contract ညှိရတယ်။ဒါတွေကိုပဲအဓိကအားဖြင့်အလုံးလုံးခဲ့ရတယ်လို့ဒီ Atletico ကပေါ်ပြရတယ်။ဆိုတော့ ဒီကဒီ Atlantic source တွေကတော်တော်များများကခိုင်မာလေးရှိတယ်ဒါပေမဲ့အဲအရင်ပြေးဝင်ရုံလို့မရအောင်ဆိုပေမဲ့ ဒီ Andrea Barada အနေနဲ့အတ္တတကုမတ်ထွေအသင်းမှာဆိုလို့ရှိရင်သူ့အနေနဲ့သူလုတ်ခဲ့ပါတယ်သူရှေ့ကနေပြီးတော့မှအလုံးလုံးနိုင်ခဲ့ပါတယ်ဆိုတာကိုမျိုးကိုဘယ်မီဒီယာပေါ်မှာမှအရေးပေးခြင်းမခံရဘူးပြောချင်တာကသူ့အနေနဲ့နောက်ွယ်ကပဲလှုပ်ရှားတဲ့သူဖြစ်နေပဲအတ္တတကုမတ်ထွေမှာနေခဲ့ရတယ်နာမည်အရင်မကြီးဘူးပေါ့ဗျာဆိုတော့ဒါအပြင်ကို John Phillips ကိုခေါ်ယူမှုမျိုးကဆိုလို့ရှိရင်လေ John Phillips ရဲ့ agent ကအဲ့ဒီအချိန်မှာတော့ George Mendes ဆိုတော့ Barcelona sorry ဆိုတော့ athletico metric ရဲ့ဩက္ကဋ္ဌကဒီ josh mandas နဲ့တကယ်ကိုတင်ငင်ချင်းဆိုတော့အဲ့လို transfer မျိုးတွေမှာသမချင်းသူတကယ်တမ်းပေါဝင်ပတ်သက်ခဲ့မှုများသလားလို့မေးလို့ရှင်တော့ပေါဝင်ပတ်သက်မှုအများကြီးမရှိဘူးလို့ပြောရလိမ့်မယ်ဒီတော့ကြောင့်မလို့သူ့ရဲ့အဓိကဒီ andre bata ရဲ့အဓိကတာဝန်ယူရတဲ့ဟာက club ကဖန်နီရှယ်အရာဘယ်လိုကစားသမားတွေကိုခေါ်မလဲ manager မင်းဘာကြိုက်တယ်လဲဆိုတာမျိုးကိုပြောဖို့အတွက်ပဲဖြစ်တယ်ဒီတော့ကြောင့်မလို့အာဒီတာအနေနဲ့ပို့ပြီးတော့မှလုံပိုင်ခွင့်ပို့ပြီးတော့မှ arsenal မှာရလာလိမ့်မယ်အာဒါအပြင်ကိုကျွန်တော်တို့သူ့ရဲ့ scouting network တွေကိုလည်းကောင်းကောင်းတုံးနိုင်လိမ့်မယ် အီတလီမှာကျင်းလည်ခဲ့ဘူးတဲ့အတွေ့အကြုံဒါအပြင်ကို အာလာလီဂါမှာကျင်လည်ခဲ့မှုတဲ့အတွေ့အကြုံဒါဒီအားလုံးကအာဆင်နယ်အသင်းကိုအများကြီးအင်ပက်ဖြစ်စေလိမ့်မယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ခေါ်ယူမှုတွေကဂျန်စတာတွေပုံပြီးတော့မှများတယ်။သူတကယ်စိတ်ပါလက်ပါနဲ့ခေါ်ယူခဲ့တဲ့ဒီဘာတာစိတ်ပါလက်ပါနဲ့ခေါ်ယူခဲ့တဲ့သူတကယ်ကြိုက်ခဲ့ပါတယ်ဆိုပြီးတော့မှတတင်းထွက်ခဲ့တဲ့အာကစားသမားတွေတဲမှာဆိုလို့ရှိရင်တကယ်ယန်ဂါစတာတွေကဒီအတလက်တီကိုမက်ထရစ်အတွက်အကျိုးရှိခဲ့တာတွေကိုမြင်ရလိမ့်မယ်။ဆိုတော့အာဆင်နယ်အသင်းမှာသူရောက်လာတဲ့အချိန်ကြလို့ရှိရင်တော့အာတေတာအနေနဲ့လောပိုင်းကိုပုံပြီးတော့မှများလာမယ်။ဒါအပြင် သူ့ရဲ့စကောင်းတဲ့ network တွေကိုလည်းပို့ပြီးမှသုံးလာနိုင်ချေများလိမ့်မယ်ဒါပေမဲ့တေးကြတာတစ်ခုက leak ဖြစ်တဲ့သတင်းတွေကိုပြီးသွားလို့ရှိရင် financially အရာအာနောက်ွယ်ကနေပြီးတော့မှကျွန်တော်တို့သတင်းတွေများပြီးထွက်လာတာတွေကိုအရာဆိုလို့ရှိရင်တော့တချို့တွေကဒါကအတလက်တစ်ကို matrix မှာဒါမျိုးဖြစ်နေလေဆိုတာက simulation ရှိနေလို့ဒီ unreal data ကြောင့်မဟုတ်ဘူးဆိုပြီးတော့မှဆွဆွေးမှုတွေရှိတယ် ဆိုတော့စီမိုနီကလည်းဟုတ်တယ်သူလိုချင်တဲ့သူလိုချင်တဲ့ကစားသမားသူလိုချင်တဲ့ကစားကွက်သူ့ရဲ့ ambition ဒါတွေအားလုံးကိုအကောင်းမွန်ဆုံးပုံဖော်နိုင်တဲ့ထိတ်တန့်နည်းပြတစ်ယောက်ဖြစ်တယ်ဒါပေမဲ့ barter အနေနဲ့တကယ်တမ်းအတလက်မှာ leak ဖြစ်တဲ့တဲ့နေရလောက်ကင်ခဲ့ရတာက squad planning နေဒါအပြင်ကိုကျွန်တော်တို့ accounting network တွေ contract လောက်ကတာတွေ contract negotiation တွေဒါတွေကိုပဲအဓိကအပြင်လုပ်ခဲ့ရတာဆိုတော့အာစောင့်ကြည့်ရမယ့်အာဂါသာ director မျိုးလိုပဲပြောရလိမ့်မယ်အာဆင်နယ်အသင်းကချက်ချင်းတန်းပြီးတော့မှ long term strategy ကြီးနဲ့အ ဒီအက်တလက်တီကိုမက်ထရစ်ဖြစ်ခဲ့တယ်လို့မျိုးအက်တလက်တီကိုမက်ထရစ်ဖြစ်လာတယ်လို့မျိုးမဖြစ်ဘူးလို့လည်းပြောလို့မရတယ်လို့ဖြစ်လာမယ်လို့လည်းပြောလို့ခက်တယ်။ဘာလို့လဲဆိုတော့အာဂါဆာဒရိုက်တာတယောက်အနေနဲ့အက်တလက်တီကိုမက်ထရစ်မှာသူရဲ့လောက်ကင်နိုင်စွမ်းကအပြည့်အဝမရှိခဲ့ဘူးလို့အဲမီဒီယာတချို့ကတုံ့တက်ကြတယ်။ဒီတော့ကြောင့်မလို့အာဆင်နယ်အသင်းကိုရောက်လာတာကတန်တရားမျက်လုံးနဲ့အများကြီးနဲ့ရောက်လာတာ။အဲဒူးလို့လူမျိုးရဲ့နေရာကိုဆက်ခံရတာ။အဲဒီတော့ကြောင့်မလို့တေးချာနာတစ်ခုကအာဒီတာကလောက်ပိုင်ွေပုံရလာတော့မယ်။ transfer တွေမှာဆိုလို့ရှိရင်အာဒီတာရဲ့ပုံပတ်သက်မှုအမ များကြီးကိုကျွန်တော်တို့မြင်လာရတော့မယ်။ဒါအပြင်ကိုကျွန်တော်တို့ Andre Barter အတွက်စိန်ခေါ်မှုကြီးကြီးမားမားလည်းရှိနေပြန်တယ်။အဲ့ဒါကပါလဲဆိုတော့ Arsenal အသင်းကိုသူရောက်ရောက်ချင်းမှာတယ်လို့ရှင်။သူရဲ့အားတာချက်ဖြစ်တဲ့ negotiation တွေကိုအများကြီးလုပ်ရမှာပဲ။ပါလဲဆိုတော့ Arsenal အသင်းမှာလက်ရှိလုပ်လို့ဆိုတဲ့ Saliba, Gabriel နဲ့ Bakayo Saka ဆက်ရှိတဲ့အဓိကကစားသမားတွေကို contract negotiation တွေကိုဒီတနေ့အတွင်းမှာအကောင်းဆုံးတော့လုံးပြနိုင်ရလိမ့်မယ်။ဆိုတော့ Andre Barter ဘယ်လိုကစားသမားမျိုးဖော်မလဲဆိုတာကတော့ Arteta ရဲ့ squad demand နဲ့ဒါအပြင်ကို Arteta ဘယ်လိုကစားသမားလိုချင်လဲဆိုတာကအဓိက ကြားတဲ့အချက်လက်ဖြစ်လာတယ်မြေပြောချင်တာကအာဒီတာကပို့ပြီးရောမှ transfer တွေမှာ လုတ်ပိုင်ခွင့်ပို့ပြီးတော့မှရလာလိမ့်မယ်။ Andres Barda အနေနဲ့ contract negotiation နဲ့မှာပို့ပြီးတော့မှလုပ်လိမ့်မယ်။ဒါကြောင့် club debt financial တွေကိုပို့ပြီးတော့မှအယုံဆက်ပြီးလုပ်လိမ့်မယ်။ဒါပေမဲ့ Arsenal အနေနဲ့ Atalat လုတ်ခဲ့မှုတွေအများလုံးမျိုးတော့လုတ်လို့မဖြစ်ဘူး။ဘာလို့လဲဆိုတော့ဒီရဲ့သူရဲ့ sporting director အသစ်ဖြစ်လာမဲ့ Andrea Barda ကိုပို့ပြီးတော့မှ media ရှေ့မှာပို့ပြီးတော့မှထုတ်နိုင်ဖို့အတွက်လိုအပ်တယ်။ကစားသမားခေါ်ယူမှုတွေမှာဆိုလို့ရှိရင်ဒီရဲ့ sporting director ကိုပို့ပြီးတော့မှနင်းရပေးဖို့အတွက်လိုအပ်တယ်။ Atletico Madrid မှာ7နှစ်ကြာအောင်တည်ဆောက်ခဲ့တဲ့ Andrea ော့ဘတ်တာကဥရောပမှာလူယူသည်ရှင်သည်ရှိတာတော့မှန်တယ်ဆိုပေမဲ့သူ့ရဲ့ impact ကိုတကယ် legendary နေရာအထိကိုမတော်ားနိုင်ဘူးဒီအတွက်ကြောင့်မို့အဲ့ဒါကိုအစင်တန်းမြင့်တင်နိုင်ဖို့တော့ကအာဆင်နယ်အသင်းနေလောက်ကင်ခွင့်နေလောက်ပိုင်ခွင့်နေဒါပြင်ကိုမီဒီယာရှေ့ပွဲထုတ်တာတွေအများကြီးကိုလုံနိုင်ဖို့အတွက်လိုအပ်လိမ့်မယ်လို့ထင်တယ်ဆိုတော့အာအာဆင်နယ်အသင်းနေသူတို့အသင်းအတွက်တကယ်လိုအပ်တဲ့အားကစား driver တော့ကိုခေါ်ယူနိုင်ခဲ့တယ်ဒါပေမဲ့တန်တရားမြေလုံးနေနဲ့စောင့်ကြည့်ရမယ်အားကစား driver မျိုးဖြစ်တဲ့သူ့ရဲ့အတွေ့အကြုံတွေကအာဆင်နယ်အသင်းကိုအထောက်ကိုအများကြီးပြုမှာတေး ကြတယ် transfer တွေမှာ arbitrator အနေနဲ့ပို့ပြီးမှ လုပ်ပိုင်ခွင့်ရလာလိမ့်မယ်သူ့ရဲ့ target တွေက arsenal အတင်းအတွက် negotiate ပို့ပြီးမှလုပ်လာရမယ်အရေးယောင်နေများကြီးကိုမြင်နေရတယ်ဆိုတော့ဒါက andrea butter အနေနဲ့ arsenal အတင်းကိုရောက်လာရင်ဘာတွေဆက်ဖြစ်မလဲ arsenal အတင်းရဲ့အားကစား director အတက်ကဘယ်လိုမျိုးလဲဆိုတဲ့အကြောင်းအရာတွေကိုအဓိက discuss လုပ်တာပါဆိုတော့ကျွန်တော်တို့ရဲ့ top four ပုံမှာတော့အဓိကပြန်တော့ကျွန်တော်အနေနဲ့ဒီကပိုင်းဆိုင်ရာတွေကိုပဲ discuss လုပ်တာပါဆိုတော့အဲဒီလိုမျိုးအားကစား director အကြောင်းနေ ဒါအပြင်ကိုနောက်ပိုင်းမှာပါဝင်နေတဲ့နီးစနစ်ဆိုင်ရာအကြောင်းအရာတွေအများကြီးကိုကျွန်တော်အနေနဲ့ဒီ Top Football Channel မှာစတိုက်တင်ဆက်ပေးနေတဲ့အတွက်ကြောင့်မလို့ကျွန်တော် Channel ကို Subscribe လုပ်ကြဖို့ပြောနေကျွန်တော်နောက်တစ်ပတ်မှာပဲထပ်ပြီးတော့မှတွေ့ကြတာပေါ့